သတင်းကျလာပြီနေဟာနေတူးနေမြလို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခေါနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတဲပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီး လူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခွန်တော်မြောက်တာဝရိန္ဒနတ်ပြည်ပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညံ့ညောတဲ့ဇာမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်90ကြောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့납ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒာ납ပြည်မှာဟောဟောပြီးလို့ ဒီကနေ့လိုသတင်းကြလပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသက်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန္ဓာနာနာနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်ဗျမအပေါင်းကြီးခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကို ဆောင်းတန်းကြီး၃တွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအိမတံမထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်ဗြဟ္မာအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြေအပြန်မှာလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒာနတ်ပြေက ဆောင်းတန်းဥကနေပြီးတော့လူပြည်လူလောကသင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့မြို့တကအနီးမှာဆောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေဆောင်းတန်းငွေဆောင်းတန်းဗရမ ्या ဆောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လေကားကြီး၃ဆင်းပေါ့ဆောင်းတန်းလေကားကြီး၃ဆင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ် အလဲဆောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်။ဝဲရကတရားမင်းတို့ပြမမင်းတို့နတ်တွေပြမတွေကအလုံးစုံလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာ။အဲ့ဒီလူပြည်ပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါလူပြေမှာရှိကြတဲ့ဘုရားမြတ်စွာဘုရားကြီးညိုကြတဲ့ဒကာတော်မတွေ ဘုရားမြတ်စွာရဲ့တပိတ္တံဃာတွေအားလုံးဟာပရိသတ်အံဩဘနံအလွန်ကြီးမားတဲ့သူတွေကြီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနဲ့တခွင်လူတွေအားလုံး ဟိုရာဇဂျိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိဏနတ်ပြည်ကဆင်းသက်မဲ့သင်္ကတ္တကိုအလုံးလာရောက်ပြီးတော့စုစုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကြွလာပြီနေပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့ စောင်းတန်းလေက နောက်ဆုံးအဆင့်ကို ရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ခတဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရေအရာဖြင့်ယတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကြိုဆိုခွင့်ရပါတယ် ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာနာမေဒိဋ္ဌောဣတောပုပ္ပေနတုတောဥဒကတစီဧဝံဝေကုကတောတတ္ထာ တုတိတာခဏိမကတာတအံတော်ရှင်သာရိပုတ္တရာမထေရကအခုလိုနတ်ပြမပရိသတ်ခြံရံပြီးတော့နတ်ပြေကနေလူပြေကိုအခုလိုကြွလာတဲ့ဟာမျိုးကို တပည့်တော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဘုရားတဲ့ဘသူစီကမှလည်းတင်မကြဘူးဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လိုက်ရတော့အလုံးကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကျိုးစုံနှုတ်ဆက်ရင်းမြတ်စွာဘုရားကိုလျှောက်ကြခဲ့ပါလေအဲ့ဒီလိုခန်းခန်းနာနာနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်တာဝရင်သာနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လူလောကကြွလာတဲ့နေ့ဟာ ယခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါတယ်